ကျတော့ကိုယ့်ရဲ့အခြေခံကိုယ့်နိုင်ငံမှာကိုယ့်ရဲ့ပြည်သက်တည်းကဒီငလင်းတန်းလေးတခြားပြန်ပြီးနိုင်ငံညာရဲ့အဲသူတို့အတွက်ပေါ်ညံ့ပြီးတော့ပြောချင်တာရှိတယ်အားပြစ်စရာလေးဘလောဘလုခံစားခဲ့ရတယ်ဟုတ်ခံစားခဲ့တာကတော့ကျွန်တော်ကတော့အစကတည်းကတော့စိတ်အားငယ်တဲ့လူတွေမှပါတယ်သူများတခုခုဖြစ်လို့ရှိရင်လည်းကိုက line bond နဲ့ကြည့်ပြီးတော့မြဲ့အောင်ချောက်ချနေရလို့လည်းမပါတော့ဘူးဒါပေမဲ့ဒီ area ကို line bond မှာတက်ပြောလဲဟိုဘာမှလည်းကိုကကိုထီးလေးရောက်လဲမကူညီနိုင်တယ်လို့အများကြီးမကူနိုင်ကြတော့ဘာမှလည်း ပြောတာကလွယ်ပြီလေဘာမှလည်းမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တကယ်တမ်းကျွန်တော်နဲ့နီးစပ်တဲ့နေရာတတော့တနေရာအဖြစ်ကျွန်တော်တတ်နိုင်ဆုံးကျွန်တော်အများကြီးကူညီနေပါတယ်ဆိုတာကိုအများကြီးသူတို့နဲ့ယက်တည်တယ်ပြီးတော့အဲဘယ်ဖဲ့မစိုးဘောနော်ရောက်တဲ့နေရာဆိုလည်းကျွန်တော်ပို့တာပဲဒါပေမဲ့ဒီနေရာတွေကကျွန်တော်တိတ်မသိဘူးအာဆိုတော့အများကြီးကူညီနိုင်အောင်ကျွန်တော်အများကြီးကူညီနိုင်ဖို့ကျွန်တော်အများကြီးစူးစမ်းနေပါတယ်လို့ဒါပဲဟုတ်ကဲ့ခက်ခဲရကြာနေအပီနေရောဘယ်လိုပဲ break တက်နေလို့ဆက်လုပ်မှတ်တယ် ဟုတ်စတောင်းစကားရအကုန်လုံးကျွန်တော်တို့ဒီဒုက္ခတွေကြားထဲကနေဒုက္ခတွေအားလုံးကလည်းကျွန်တော်တို့မြန်မာနိုင်ငံတစ်ခုထဲဝဲလာရောက်နေတယ်လို့ပဲပေါ့နော်ဆိုတော့အဲ့ဒီအတွက်လည်းခံစားနေရတဲ့သူနဲ့ထပ်သူတကယ်စိတ်မကောင်းဖြစ်နေတယ်ဆိုတော့ဒီဒုက္ခတွေကျွန်တော်တို့အမြန်ကျော်လွှားနိုင်ဖို့ကျွန်တော်လည်းအမြဲတမ်းစူတောင်းပေးနေပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါပါလေး။နောက်ပဲပြီးတော့ဒီကနေ့ညတင်များဒီကနေ့ညတင်များဒီကနေ့ညတင်များလည်းဆိုရင်လည်းရှင်းတယ်။အဲ့တော့ဘယ်ကွဲတော့မှစတယ်ဘယ်ကွဲတော့ပြန်ပြီးတော့ အပိကရဲအပွဲလားဟုတ်တယ်အဝေဖန်တဲ့လူကတော့ကိုကောင်းအောင်လုပ်တယ်သူတို့ဝေဖန်ပါပဲကိုမကောင်းအောင်လုပ်လဲကိုရောဝေဖန်ပါပဲဒါပေမဲ့ကျွန်တော်ကတော့စိတ်တုပ်ပြီးတော့ပြောလိုက်မိတာတခုပဲကျွန်တော်ကျွန်တော်တို့အားသာသမားလေးဟိုကြိုးစားတာတွေကကျွန်တော်တို့ပဲသိတယ်ကျွန်တော်တို့ဘလောက်ထိဒီလောကကြီးကိုဟိုဒီနေရာထိရောက်ဖို့ကျွန်တော်တို့ဘလောက်ထိဘယ်လိုပြောမလဲတွေးရင်ခက်ရလဲဒီ အဆင်မပြေဂျားတွေကနေပေါ့နော်ဒီစားတောက်မှုမိမိသားစုအဆင်မပြေနေဂျားတွေကနေကျွန်တော်တို့ဒီလိုမျိုးယုံထွက်နေရတဲ့အစားကိုကျွန်တော်တို့အရင်ပြင်ပန်းနေဒီဟာကကျတော့ရုပ်ရှင်ရိုက်နေတာမဟုတ်လေသူများကျတော့ပြောလိုက်ပြီးပြီကျွန်တော်တို့အသားလည်းနာခံရသေးတယ်ပြောလည်းခံရမယ်ဆိုကျွန်တော်တို့ခါလီကြိုက်ခံပြေးတာပေါ့ကိုယ့်ကိုယ်လည်းရက်တီနေရသေးတယ်လို့ပေါ့နော်စိတ်အားငယ်နေတဲ့ချိန်တော့ပြောလိုက်မိတယ်ပြိတ္တတွေဒါပေမဲ့စိတ်ထဲမှာတော့မပြောချင်ပါဘူးဒါပေမဲ့ကိုယ်လည်းကိုယ့်ရဲ့အားကစားတမန်ဖက်ကိုသူတို့ကဟိုဘယ်လိုပြောမလဲအာ ီတိုင်းမဝေဖန်တာတော့လက်ခံတယ်နော်ဝေဖန်တာကောက်ကောက်ဝေဖန်လက်ခံတယ်ဒါပေမဲ့ပရိသတ်ကိုအာဒီကျွန်တော်အာဇာတမောလုံးဝအဲ့လိုမျိုးနေပြီးတော့ချိုးပြီးတော့မပြောဘူးကျွန်တော်ပြောပြဖြစ်ဆိုကျွန်တော်ကိုယ်တိုင်လည်းစာမတတ်ပြမတတ်ဘူးဘာမှလည်းကောက်ကောက်မသိသူများပြောလို့ရှိရင်ခံနေရတဲ့မျိုးတွေများဆိုတော့အာဇာတမောတော်တော်များများကအဲ့လိုမျိုးတွေကနေပဲထွက်လာတာကြောင့် အဲ့ဒီအပိုင်းမှာမနေဘူးကျွန်တော်တို့ဘဝနဲ့ကျွန်တော်ရက်တည်နိုင်တလောက်ပဲကိုယ့်ကိုရက်တည်နေပြီအာမပီးနေပါစေဒီလိုမျိုးအလောက်ကြီးလိုက်ပြီးတော့ဟိုအောက်ကျဟိုဘယ်လိုပြောမလဲအဲအရင်လိုက်ပြီးတော့မနေဘူးတော့တောင်းဆိုခြင်းနဲ့ဘာဖြစ်ဆိုဒီဘဝကကျွန်တော်တို့ပဲတိဆုံလို့ပလောဆိုတော့အားအကြောင်းလို့ပဲအဲ့လိုပဲတောင်းဆိုခြင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ခံနိုင်ရှိပါတယ်ခံနိုင်ရှိတဲ့ချိန်ကတော့ဖောက်ပြီးတော့ပြောတော့ပါတယ်အဲ့တော့ဒီ promotion ဘက်ကလည်းမြန်မာဈေးကွက်တဲ့ star fighter ပြောင်းလို့နေတဲ့အချိန်ပေါ့နော် broadcast နဲ့ဖွင့်ပွဲမှာ ်ရှုံးသွားတယ်ပေါ့နော်တကယ်တကယ်တော့ဒီတနေကလည်းညှော်လင့်ချက်ကြီးသွားတာ chronic ပါပေါ့နော်ဟို training ပတ်ဝန်းကျင်နေထားရရောဟိုလက်ရည်နေထားရရောချက်ပြုတ်မှုချင်းမှာအမြင်ရတဲ့နေထားရပေါ့နော်အဲ့ပေါ့ဖွင့်ပွဲမှာရှုံးသွားတယ် chronic ပြီအပလောက်ကြီးခံစားလိုက်ရတယ်အာဖွင့်ပွဲမှာကတော့ကျွန်တော်ရှုံးသွားတယ်အရင်ခံစားရတယ်အဲ့ဒီပွဲမှာတော့မှတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နေရာမှာကျွန်တော်တကယ်ကျွန်တော်ကိုယ့်အကူဟိုအထင်ကြီးလို့ပြောရမှာမဟုတ် ဒုတိယရှိမှကျွန်တော်ဒုတိုက်ခံရကျွန်တော်နေရာမှာတခြားလူတယောက်ကြီးကြာကျွန်တော်တကယ်ကိုအဲ့ချိန်မှာကျွန်တော်တော့မခံနိုင်တော့ဒါမဲ့ကျွန်တော်စိတ်ကပရမအုံဆုံးပွဲဖြစ်သူပြီးတော့ကျွန်တော်အားပေးနေပရိသတ်အများကြီးရှင်ကျွန်တော်ဒီတိုင်းမှာရက်ဒီချက်ချုံလို့မဖြစ်ဘူးဆိုတဲ့အရာနဲ့ပြန်ပြီးတော့ကိုယ်စိတ်ကိုမနှဲထူနေရအဲ့ဒီအတွက်လည်းကျွန်တော်နိုင်ငံခြားပရိသတ်အဲ့ဒီပွဲကြောင့်ကျွန်တော်နိုင်ငံခြားပရိသတ်တွေအများကြီးရလာတယ်သူတို့အတွက်ပုံနေအရန်ကိုလုံနိုင်တယ်သူတို့ကဒီဟာပဲကြည့်ပေါ့နော်ကျွန်တော်ဒါမဲ့ အာပြောချင်တာမြန်မာပြည်သက်ကကြတော့လေကျွန်တော်ချီကျူတာလေအများကြီးရှိတယ်လို့ဒါပေမဲ့သူတို့ကတော့တိုင်ပွဲကိုအနိုင်နဲ့အရှုံးပဲအနိုင်ပဲသူတို့ကလူချင်တဲ့လူတွေလည်းရှိကြကြတော့ဒါတွေကကျွန်တော်ကောက်ကောက်ဝေဖန်ခံရတယ်အဲ့ဒီတွေ့ရတဲ့တစ်ခါလေးကြိုက်ကျွန်တော်ကိုယ့်ကိုပြန်စဉ်းစားအရင် pressure ဟိုကဖြစ်တာပေါ့နော်စိတ်မကောင်းလည်းဖြစ်တယ်အာဒါပေမဲ့ဒါကပရမောက်ဆုံးပွဲလည်းဖြစ်နေရတဲ့အတွက်ကြောင့်ကိုယ့်ကိုကိုမားနေတဲ့အရာကိုယ့်ရဲ့ plan တွေ စီကံချက်ချဟိုဘယ်လိုပြောမလဲဒီအစားတောက်ပိုင်းတွေရော training plan တွေရောအကုန်လုံးမားနေရလဲတွေ့တိရတဲ့ကြောင့်မလို့ကိုယ့်ကိုပြန်ပြီးတော့အာယူနောက်တစ်ပွဲကျရင်ကျွန်တော်ဒီဟာကိုပြင်လိုက်လို့ရှိရင်ကျွန်တော်ကကောင်းတော့နိုင်မယ်ဆိုတာကိုကိုယ့်ကိုပဲအဲ့လိုပဲအာယူပြီးတော့မှပြန်ခွန်ပေါ်ဖြစ်တာပေါ့အစိတ်ထဲမှာလည်းအရင်တော့မထားပါဘူးသူတို့ပြောရဲဟာတော့လည်းပြောတိုင်းယူတဲ့လူတွေကလည်းဘာမှလည်းမဟုတ်ပါဘူးသူတို့ကောက်နေဝင်ကြည့်လိုက်ပြီးအဲ့လိုတွေပဲများနေတော့အင်းဆိုပြီးတော့တစ်ချက်ပဲအင်းလိုက်ပြီးတော့ အဲ့တော့ဟိုဘောနော်ဒီဒုတိယကိုချင်းခဲ့တဲ့နေရာမှာဟို training program တွေအစရော်ရဲ့ timeline ကြည့်လိုက်တာနဲ့ပြီးသွားတယ်ဘောနော် number 1ကို manager နဲ့ case တွေလောက်တယ်ဒါနဲ့ training condition တွေပိုင်းနေပို့ပြီးတော့အားပြီးတော့ကျွန်တော်ပြီးရတယ်ဘောနော်အဲ့တော့ဘယ်လိုပုံစံမျိုးပြောင်းလဲလို့ပြောဒုတိယကိုချင်းခဲ့လာတယ်တစ်ချက်တော့ပြောရအောင်ဒီဘယ်လိုပုံစံမျိုးပြောင်းလဲလဲဆိုတော့အတိတ် clinic ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးရတဲ့ဒီဘွဲမှာဟိုဖြစ်ဆိုအရင်တစ်ဘွဲကကျွန်တော် clinic အကြောင်းတည်းအချုပ်ဆိုကြောင်းကျွန်တော်ရန်ခံရတယ် အဲ့ဒီတစ်ခုရဲ့ပြီးတော့ဒုတိယတစ်ခုကျတော့တက်လုံပိုင်းတက်လုံပိုင်းရဲ့ပြီးတော့ကျွန်တော်ကဘယ်လိုပြောမလဲ technique ပိုင်းမှာလည်းကျွန်တော်ပြင်ဆင်လာတယ် technique ပိုင်းမှာကျွန်တော်ကဒီ senior one championship ကဒီလူကိုဒီ brazil ကဒီအကူကြီးနဲ့ကျွန်တော်ပတ်တိုင်းတူတူသွားတယ်ဆိုတော့ဟိုသူလက်ပြောတယ်ကျွန်တော်ရဲ့ပြိုင်ဘက်ကိုကြည့်တယ်ဘယ်လိုလုပ်မလဲအဲ့ဒါကသူကအရင်စိတ်ရှည်တယ်ကျွန်တော်ပုံမှာဆိုအဲ့ဒီတစ်ခုလည်းကျွန်တော်တို့တေချာလုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီတခြားဂျပန်ဖိုက်တာနဲ့လည်းဟိုတူတူကျွန်တော်တို့တက်လုံကောင်းဖို့ အရင်တော့ဆိုဒီတိုင်းပဲပြည်တယ်တော်မှန်လို့ပဲပြည်တယ်အခုကကျွန်တော်တို့အဲ့လိုမဟုတ်ဘူးねသူတို့ကကျွန်တော်တို့ရဲ့ senior ကြဆိုတော့ဘလို့လုံးလုံးတက်လုံရမလဲပွဲမှာသူတို့ကဘလို့ mindset ကစားသူတို့တွင်ပြရကျွန်တော်ဒီပွဲမှာတမနစ်လောက်ကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်နမနစ်ကိုယုံနိုင်ပုံလို့အရင်တော့ကျွန်တော်တို့အဲ့ဒါတွေလည်းမသိဘူးပြန်ပဲ့ရဲ့အခြေအနေလည်းကျွန်တော်တို့မသိဘူးဘောင်းဘောင်းဘောင်းဆိုပြီးအဲ့လိုမျိုးဆိုတော့အခုကအဲ့လိုမဟုတ်ဘူးအော်ပြန်ပဲ့ရဲ့အလာကိုကြည့်မယ်ပြန်ပဲ့ရဲ့အခြေအနေကိုကြည့်မှပဲ ိုအင်းအားနဲ့ချအဲ့လိုမျိုးသူကအဲ့ဒါကြီးလည်းသူအရင်သိပြီးတော့ကျွန်တော်ဒီတပွဲမှာစိတ်ကြီးကြီးနဲ့လုပ်နိုင်ခဲ့တော့အဲ့တော့ဂျူနီယာနဲ့ချိန်ခဲ့တဲ့နေမှာပေါ့ဂျူနီယာက1 fight fight တဲ့မှာတော့ mainly fighter တွေတဲ့မှာတော့ record အကောင်းဆုံးလို့ပြောလို့ရတယ်ခုနကပွဲဆက်လိုက်ပြီးတော့ PR တွေလည်းရှိခဲ့တယ်ဘယ်လိုကြိမ်းပဲနဲ့ကျွန်တော်ကတော့ပြောကျွန်တော်ကတော့သူ့ကိုအရင်တပွဲလောက်ကျွန်တော် PR မရှိကျွန်တော်သိတယ်သူကကျတော့အမတ်နဲ့နိုင်ရပဲများတယ်ပြီးတော့သူ့အကွက်တွေက လက်တီတွေကြရဲကျွန်တော်မြည်တယ်ပြီးသူအမတ်ယူတာပဲမြတ်သူကသူ့ရဲ့အားကကျွန်တော်လောက်မပြင်းဆိုတော့ကျွန်တော်တည်ရဲ့ ကျွန်တော်ပြိတ္တတွေတော်တော်များကြီးလိုက်လို့ရှိရင်လွယ်လွယ်လေးလို့ထင်တယ်ကျွန်တော်တော့တေချာကြည့်ရဲ့ every အဒီအရင်တပွဲကဖိုက်တာကပထမဆုံးကြည့်ကျွန်တော်ကြည့်ပါမှမဟုတ်ဘူးသူ့ပွဲတပွဲပြီးတပွဲတပွဲကျွန်တော်ကြည့်လာသူ့ပွဲကအရန်ကိုတက်လာပြီးတော့မှသူ့ရဲ့အလုံးပိတ်တာတွေရောသူ့ရဲ့ကြောက်စိတ်မရှိတဲ့အဟာတွေရောတခြားစီပဲဒီတယောက်နဲ့တခြားစီဆိုကျွန်တော်ဒီတယောက်နဲ့ဆို pressure လုံးကြည့်အရင်တယောက်ဆိုကျွန်တော်ပုံပြီးတော့မှ PR ပုံများတယ်ဆိုတော့ဒီတယောက်ကျွန်တော်ကကောင်းလုပ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်လို့ဒီလိုပြော ကိုကို100%ဖြစ်လို့မန်ထားရဲ့နှစ်ရှိလဲနှစ်ရှိရအောင်လုပ်နိုင်ခဲ့တာပါအဲ့တော့ဒုတိယဘောနဲ့ရပါဘူးပထမဘောနဲ့တော့ကတော့ဘယ်တော့ public မှာတော့လုံးဝမပြောဘူးဒါပေမဲ့ one championship နဲ့ interview မှာတော့မြန်မာပြည်ကိုပြည်ပြီး follow လုပ်လိုက်တဲ့ဆိုတော့ပြောရဲအသေးစိတ်လေးပြောရရတော့မျိုးပဲအာအသေးစိတ်လေးပြောလိုက်ရဆိုတော့အကောင်လုံးလူရဲဆိုတာထက်ကျွန်တော်အကောင်လုံးလူတာမျိုးလဲလဲမဟုတ်ပါဘူးဒီတိုင်းပါပဲကျွန်တော်ပြန်လဲပြန်သွားတဲ့ခီးစရိတ်တွေကလည်းအများများတယ်လေဒီ အခုကဟိုဖက်ကနေပြန်လို့မရတော့ကျွန်တော်လည်းအမြန်ပြန်လိုက်တာပါအဖေနေမကောင်းတော့လဲပြန်အမြန်ပြန်လိုက်တာတခုရယ်ပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီဒေတာတွေအဆင်မပြေတဲ့လူတွေဆန်တချို့ရယ်အာစပြာတို့ဘာတို့အဲ့လိုမျိုးတွေပေါ့ဒါပေမဲ့အတိအတိုင်းအခုဇီရီကလည်းအကုန်လုံးမြင့်နေတော့ဘယ်လောက်မှလည်းမ ဘူးနဲ့ပတ်စံကပြောင်းတဲ့အဖြစ်ဖြစ်နေဆိုတော့လူတော့လူသွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီပတ်စံလည်းအခုတပြားမှကြာမအကုန်လုံးအကုန်လုံးအဲ့မှာပဲတုံသွားတယ်ဘာအကုန်လုံးကုန်လဲကော့ကူလဲအရင်တော့မသိဘူးအဲ့လိုဖြစ်နေတယ်ဆိုတော့ထိရောက်တဲ့လူလည်းထိရောက်ဆိုတာရောက်ရှိရဲဆိုတော့ဟိုဒါပေမဲ့အရာကြီးရောကျွန်တော်တေဖို့မဟုတ်မဟုတ်ဘူးကျွန်တော်ဘာဖြစ်စကျွန်တော်စိတ်ပြီးတော့လဲကျွန်တော်ယူမှာအာနေပတ်ဝန်းကျင်ပြီးတော့ကျွန်တော်ထမင်းဒီပါလေလောက်ကြည့်ဖိတ်ကြည့်ရအဲ့လိုမျိုးပဲပေါ့အဲ့လိုပါပဲပြီးကလေးအတွက်ဈေး တဲ့ဝယ်ပြီးတယ်ထိုင်းကနေဒီစီဝါဝယ်ရခက်တယ်လေခမဆိုတော့ဟိုဖက်ကကလေးငယ်အတွက်ဒီစီဝါဒီအဲ့ဒါလည်းပမာဝယ်ပြီးရအဲ့လိုမျိုးပြီးတော့ကျွန်တော်ဒီကွဲမထုတ်ပြန်မှာပဲတော့နောက်ဘွဲကြရဲနောက်ဘွဲကြရဲ top 5ကိုလည်းတွေ့နေတွေ့နေတယ်လို့ပြောတယ်ခုနကလည်းချန်ပီယံဖြစ်ဖို့ရည်မှန်းထားတယ်အဲ့တော့မေရိုရဲ့နောက်ဆက်အားဖြင့်ညွှန်လင်းကြကလို့ပြောနေတယ်အာနောက်ချန်ပီယံကတော့ကျွန်တော်တော့ ကျွန်တော်ဝိတ်တယ်တဲ့သူဘာလို့မဆိုကျွန်တော်ရှင်းပြခြင်းတယ်သူကောင်းကျွန်တော်ကတော့နိုင်ရှုံးတယ်ကျွန်တော်လည်းမတွေ့ကျွန်တော်ဘလောက်လုပ်နိုင်လဲကျွန်တော်လည်းခု training ကိုပြန်ပြီးတော့ focus focus ထားနေရဲ discipline လည်းကျွန်တော်သိပြီးစာတောက်စာပိုင်းစီဆိုကျွန်တော်တိတ်တော့မကြောက်တော့ဆိုတော့တနည်းကြိုက်လည်းကျွန်တော်လုပ်နိုင်တယ်လို့ယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောလိုက်ဟုတ်ကဲ့ thank you